ဗောဓုသာသမိတ်ဆွေများအလုံးမင်္ဂလာပါဗောဓုသာသမိတ်တွေအတွက်ကိုဘဝတသက်တာမှာကြုံတွေ့ရမယ့်ကံစရာအဆိုးကောင်းတွေကျွန်တော်တွေဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီခါမှာအကောင်းလောကရန်၈ပါးပေါ့နော်အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အကောင်းလောကရန်၄ပါးကတော့ယာတော်ဒုက္ခပတ္တန္တာလာဘောဆိုတဲ့အကောင်းလေးနှစ်ဖြစ်ပါတယ်ခြံခဲ့တဲ့၄နှစ်ကတော့အာရတော်နော်ဒုက္ခအနိဋ္ဌာအလာဘောဆိုတဲ့အဆင်မပြေတဲ့နှစ်တွေပေါ့နော်အဲ့ဒါတွေကထားလိုက် အဘယ်နှစ်တွေစကောင်းလာမလဲဆိုရင်ကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်နှစ်တွေကပထမဆုံးဘုရူသားမှုနဲ့စကောင်းတဲ့တွေနှစ်ကတော့ဘဝအသက်ပြန်စရတာမျိုးတွေစီးပွားလက်လာပါတယ်ငွေကြေးကိစ္စတွေစအဆင်ပြေမဲ့နှစ်ကတော့အသက်နစနစရှိသုံးစ်ခော်လေစ်လေးကားစ်နှစ်ခော်စင်ခော်စ်ရှိခနစ်ခော်ရှိစ်လေးကိုစ်နှစ်အရိ်နှစ်တာရောရောက်သက်ရောက်တ်စာဝနာဖြစ်တ်တွက်နော်။ ။ဝင်းနေရလဲဟိုတိုင်ထိတ်မှရှိတယ်တော့ဘူးသားသမီးတွေကအင်မတန်ကကောင်းတဲ့နေ့ဖြစ်ပါတယ်။အဲ့တော့ငွေတွေဝင်လာတတ်တယ်နော်။အဲ့တော့အကျွေးတွေပါလေပြန်ရတယ်စုံးမလို့ထင်ရတဲ့ငွေတွေပါလေကဆပြန်ဝင်လာတတ်ပါတယ်အလူတန်းတွေလည်းပြုလုပ်ရတယ်ပဲကားပိုင်တွေပါကားတွေပါလေဝင်လာတတ်တယ်နော်စီးစရာရင်းရထားတွေဝင်လာတတ်တယ်အဲ့လိုနေတဲ့ရောက်လာပြီဆိုရင်ကိုယ်အလေးမစားဖြစ်နေတဲ့သူတွေတော့လေးစားလာမယ်ကိုယ်ပို့ပြီးတော့စုပ်ကောလက်ကောပွင့်လာတတ်တယ် ဘယ်လိုပဲဖြစ်ဖြစ်အဲ့လိုနဲ့တည်းရောက်လာရင်ဘူးကကြည်ကောင်းလာတတ်တယ်အဓိကသတိထားမှာရာဟုတရောက်တဲ့ရောက်လာပြီဆိုရင်ဘယ်နေသားလို့မျိုးဆိုလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေရှုပ်လို့မရဘူးလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေအရှုံးထွေးပြုလုပ်တယ်ဆိုရင်အလက်တွေပိတ်သွားတဲ့တည်းကံတွေနှိမ့်သွားတဲ့ပါတယ်အဲ့ဒီချက်ကတော့ဒါဂယုဆိုင်တတိထားမှာဖြစ်ပါတယ် အဲ့ဒီရောက်တဲ့နေရာမှာဘုံလူသားကြီးနေနေရမဟာဘုတ်တစ်ကျွဲနေနေရအနေငယ်အညာခိုင်ဖြစ်တတ်ပါတယ်မိမိရဲ့မြမမွေးတက်ကလေးကိုမြမအခုခုနှစ်နဲ့စားလိုက်လို့တစ်ကျွဲနဲ့ဘုံလူတွေအတွက်ကြတော့အနေငယ်အညာခိုင်လေးတွေမစိုးတလောက်ဖြစ်ပေါ်တတ်ပါတယ်အဲ့လိုနေထဲရောက်လာပြီဆိုရင်ဘုံလူသားသမီးပေါ့နော်ဘုံက52နှစ်မှာဆိုရင်ကျမ်းပါရင်းနဲ့ပတ်သက်ပြီးတော့ လေနဲ့ပတ်သက်တာတွေပါဒုက္ခပြုတဲ့ကိုတချမ်းသေးတာတွေပါဖြစ်တဲ့52နှစ်မှာဂရုစိုက်မှာဖြစ်ပါတယ်ဂုံတိတ်ခါတွေပါတိကြိုက်တူတူအဲ့လိုမဖြစ်ဖို့အတွက်ကိုဘုံလူသားသမီး52နှစ်မှာအညက်ခိုက်ဖြစ်ပေါ်နေတယ်ဆိုတော့တနေ့နာနေ့ညနေပိုင်းမှာ3နိုင်လောက်မှာကျွေခရာအဖြူတစ်လုံးထဲမှာ900အမွေ100ထက်ထည့်ပြီးတဲ့အခါမှာလောသွားအသားမဲတဲ့ကလာဖိုးကြီးတူကိုအဲ့ဒီကျွေခရာအဖြူရောကွန်းနေကွန်းရွက်တွေရော ွန်းရအောင်လှူဒါန်းရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့တည်းမှာကျန်တဲ့အတပိုင်ချာကြောက်ရတဲ့သူတွေဆိုရင်တော့ငွေတွေပါတွေဝင်လာတတ်တယ်ကိုကငွေမရှိဘူးဆိုတော့ကိုပေးမဲ့ကမ်းမဲ့သူတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကံတွေကောင်းမှန်တယ်ကံတွေစကောင်းမှန်နှစ်ဖြစ်ပါတယ်ဖះဆင်းလို့ဆိုရင်ဖះပုံတော်တွေကြွလာတတ်ပါတယ်အဲ့တော့ဒီနေ့တည်းမှာအညာခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင် က်အသက်စေလူရဲမှာဖြစ်ပါတယ်ဇေဒီတဆူဆူသွားပြီးတော့ရက်သက်စေလူရဲမှာဖြစ်ပါတယ်ဖရာရုပ်ပွားတော်ရဲ့ရင်ဘတ်တော်မှာရွှေပြား72ပြားချပြီးလူရဲမှာဖြစ်ပါတယ်လောကဝိသူဆိုတဲ့ကုံတော်ကိုအတိတ်တံပတိစိတ်ပေးရမှာဖြစ်ပါတယ်ကြာပန်းအဖြူရောင်လူရန်ပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှက်လက်ကိုဖရာမှာကြက်ချေကန်းလုပ်ပြီးတော့လူရန်ပေးရမှာဖြစ်ပါတယ်ကမ္ဘာပြီးတော့ ဘုံလူသားသမီးတွေစီးပွားတက်မဲ့နဲ့လုံးသမျှအဆင်ပြေမဲ့နှစ်ကနောက်တစ်နှစ်ကတော့အသက်73,27,29,39,45,63,67,69,83နှစ်ဖြစ်ပါတယ်အဲ့ဒီထဲကျရောက်နေရင်တောက်ကြတက်ရောက်ဖြစ်တဲ့တော့စီးပွားရေးစကောင်းလာမယ်ကျမ်းမာရေးကတော့အနေနဲ့ငယ်အညံ့ခိုက်တူတူဖြစ်တတ်တယ်နောက်တစ်ချက်ကအဲ့တောက်ကြတက်ရောက်ထဲမှာစီးပွားတက်မဲ့ဆိုရင်နာမည်မှာဘုံလူနဲ့စပြီးတော့စနေနဲ့ဆုံးလာမျိုးပဲဖြစ်ပြီးတယ်နော် ရာလာဝါနဲ့စပြီးတာထရဏနဲ့ဆုံးထားတဲ့နာမည်မှာဒါမှမဟုတ်နာမည်မှာတာထရဏနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးထားလို့ဆိုရင်နာမည်ကနှိပ်ပြသွားမှုတွေအတွက်အញ្ញမ်းခိုက်လေးတွေအနေချင်းဖြစ်ပေါ်တတ်ပါတယ်အဲ့လိုတောက်ပြတက်ရောက်ထဲရောက်လာရင်စီပေါ်တက်မယ်လို့သမ ्या လည်းအဆင်ပြေလာမယ်ရာတို့တို့လာမြေတွေပါတွေဝင်လာမျိုးတွေဆက်ပစ္စည်းဝင်လာမျိုးတွေဖြစ်လာမယ်အချက်တတိထားမှာတောက်ကြတဲ့အောင်မှာရှောင်ရမယ်အချက်ကတော့ အာသုဘရင်သွားတာမျိုးတွေနာရီလိုက်ပူတာမျိုးတွေရှောင်ရှားတင်တယ်။နောက်နာရီဝယ်တာမျိုးတွေမပြုတ်တော့တယ်။နာရီသူများလက်ဆောင်ပေးရင်တော့မယူတပါဘူး။နောက်နာအိမ်မှာနာရီအဟောင်းအပြက်ရှိရင်လည်းမထားတင်ပါဘူး။အဲ့တော့ခရီးဝဲတွေခရီးတို့တွေဒီခရီးနည်းတွေသွားတဲ့အဆင်ပြေမယ်ကောင်းတဲ့ခရီးမျိုးတွေဖြစ်ပါလိမ့်မယ်နော်။ရာသူတွေတက်မယ်။အဲ့လိုနှစ်ထဲကြောက်လာရင်ဗုဒ္ဓသာသမီတွေနည်းနည်းက ။သုံးကျွေးပုံလူတွေဆိုရင်တော့အနည်းငယ်အညံ့ခိုက်လူတွေဖြစ်တယ်လေ။သုံးကျွေးဆိုရင်မမိုးတက်ကလေးကိုခုနှစ်နှစ်စားလိုက်လို့မဟုတ်သုံးကျွေးပုံလူတွေအနေနဲ့ကတော့ဒီတပိုင်းချမှာအညံ့ခိုက်လူတွေမဆိုးသလောက်ဖြစ်တတ်ပါလေ။အဲ့လိုအညံ့ခိုက်ကြုံတွေ့နေတဲ့ဗိုလ်လူသားသမီးတွေနဲ့ပြုလုပ်ရမယ့်နေရာကကိုယ့်ရဲ့ဗိုလ်လူနေတိုင်းအိယာရွှေ့ရမှာဖြစ်ပါလေ။နော်။အစင်းရွမ်းမတဲ့သူတွေကိုခရီးစရိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။အင်္ဂါနေ့တိုင်းစီသမဲငါးပွဲဖျားမှာလှူဒန်းပေးရမှာဖြစ်ပါတယ်။အုံသမီးအုံသီးမထည့်ရပါဘူး။ အောင်ကြတာပရင်းနေတိုင်းမုတ်စိန်ပေါင်း၃ပကံလူနာမိပါအုံးပြီးမထဲ့တင်ပါဘူးအဲ့တော့ကောင်းတဲ့နှစ်နော်စီးပွားတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်တက်မဲ့ပြီးတော့ဘုံလူသားကြီးနဲ့အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်တယ်တနေ့ကလည်းတက်ရောက်အော်တနေ့ကတက်ရောက်ဒီဘုံလူသားကြီးနဲ့မွေးနံဒီတန်းစီတိုင်ထိတ်ဖြစ်တဲ့အတွက်အင်မတန်မှကောင်းပါတယ်ငွေကြေးလက်လာပါတယ်နော်အိုးပိုင်အိမ်ပိုင်ရတာမျိုးတွေအလှူတန်းပြုလုပ်ရတာမျိုးတွေအိမ်တောင်ကြတာမျိုးတွေကြရင်လည်းကောင်းသောကြခြင်းဖြစ်မယ် နော်ရေရှည်တည်မြဲမယ်အဆင်ပြေမဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းခြားဟာတော့တနည်းတော့တက်ရောက်ကြာရောက်တဲ့အသက်ပိုင်းခြားဟာအသက်နော်38 40 36 54နော်62 80 86 64ဖြစ်ပါတယ်အဲ့ဒီထက်ကြာရောက်နေရင်အိုးပိုင်ပိုင်ရတဲ့တဲ့အိမ်အောင်ကြတာမျိုးတွေအိုးတဲ့အိမ်တွေဝင်တာမျိုးတွေကြုံတွေ့တတ်တယ်။တစ်ချက်သတိထားရမှာကမဟာဘုတ်၅ကျွင်းပုံတစ်ခုတွေနေနေအထွန်းပွား ဟိုလူရဲ့အနေနဲ့ကြတော့အញ្ញအခိုက်လူကြီးကြုံတွေ့ရတယ်။မိမိမှာမွေးတက်ကလေးခုနှစ်နဲ့စားလိုက်လို့ငားကျွင်းတယ်။တော့ဘုံလူဖြစ်တဲ့အတွက်အထုံးပွားဖြစ်နေတယ်။အဲအထုံးပွားတွေအတွက်ကြတော့အနေငယ်အញ្ញအခိုက်လူကြီးကြုံတွေ့တဲ့အိမ်လူရဲ့ကိစ္စတယ်အိမ်တော်ရဲ့ကိစ္စတယ်နော်။အဲ့ဒီထဲကြောင်းနေလုပ်ငန်းတွေတိုးတက်လာမယ်။တော့ယာရုတွေတိုးတက်တာမျိုးတွေကြုံတွေ့ရတယ်စီးပွားရေးတွေလည်းကောင်းလာမယ်။လုပ်ငန်းတွေလည်းကိုစဉ်းစားထားတဲ့လုပ်ငန်းတွေလုပ်ဖြစ်အောင်လုပ်ပါ ိုင်းနဲ့ထက်ကြောက်နေတယ်ဆိုရင်အញ្ញမ်းခိုက်တွေကြုံတွေ့နေတယ်ဆိုရင်အိုင်းနဲ့ကြောက်ရောက်နေတယ်အတပိုင်းချမှာအញ្ញမ်းခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တနေဦးတွေနေတိုင်းဇီးတူစုစုရဲ့တနေဦးတွေထောက်မှာဖျောင်းနိုင်ပြီစီမီပဲပြီတက်စီလူကမ်းမှာဖြစ်ပါတယ်နောက်ဘုံဦးနေတိုင်းရှောက်သီးတုပ်လူကမ်းပြီပါနော်ဒါတနေဦးတွေတက်ရောက်ကြရတာဖြစ်ပါတယ်နောက်ဘဲသားကိုအုံးလုံးနဲ့ချက်ပြီးတော့၄စင်းချိုင်တွေကိုထည့်ထည့်ပြီးဖုံးရောက်ပို့ပါအဲ့ဒါအောင်လေတနေဦးတွေလေးတော့မဟုတ်ဘုံဦးနေမှာပြုတ်လို့ရပါတယ် ထပ်မှန်ပြီးတော့ဘူလူသားမျိုးအနေနဲ့အကောင်းဆုံးနှစ်တီစူကြီးပေါက်တာတော့မျိုးလေးထုတ်ထန်တဲ့ဝင်တာတော့မျိုးလုံးရဲ့ဝင်တတ်တဲ့နှစ်တင်းတာတဲ့ရောက်ထီတောက်ထီပေါက်တာမျိုးချဲပေါက်တာမျိုးပေါ့နော်ကောင်းတဲ့နှစ်ကတော့ဘူလူသားသမီးမီဒိုဆိုအသက်15နှစ်23 31 39 45 63 81 89 89ဖြစ်ပါအဲ့ဒီတကြအောင်နေအလူတန်းတွေပြုတ်လောက်ရတဲ့မင်္ဂလာကိစ္စတွေပေါ်တဲ့နော် တော့ငွေတွေအမွေရဆိုတော့ငွေတွေဝင်လာတတ်တယ်ထီပေါက်ချဲပေါက်ပဲရှိတယ်မဖြစ်ပါနဲ့အဲ့ဒီထဲမှာထီတွေပါတယ်ထိုးတင်နှစ်တူခွန်တို့ကဏ္ဍမြတ်ပါတယ်ကဏ္ဍတွေရှာပြီးထိုးပါတချက်တရထားမှာ48နှစ်နဲ့58နှစ်ကြာရောက်နေတဲ့ဘုံလူသားသမီးတွေကျမ်းမာရေးရက်တက်တယ်လူလိန်ခံရတက်တယ်နော်48ရဲ့58ရဲ့လူလိန်ခံရတက်တယ် သူတပားရဲ့မတော်မတရားပြောဆိုခြင်းကိုလည်းခံရတယ်40ခွန်50ခွန်ရမှာအဲ့လိုအပြောခံရပြီဆိုရင်အရခိုင်ကြုံတွေ့နေရဆိုရင်တင်းနာနေညနေ3နာရီမှာအသက်ကြီးကြီးကလမာကြီးတူကိုရှာပြီးတော့ငွေပေါင်းတစ်ထောင်ဒါမှမဟုတ်တသိန်းတစ်သောင်းတသောင်းတစ်ထောင်အဲ့လိုလူတန်းရမှာဖြစ်ပါတယ်71ကဏ္ဍလူတန်းပေးရမှာဖြစ်ပါတယ်အဲ့လိုနေတဲ့ကြားအောင်လို့ဒီအညာခိုင်ကြုံတွေ့နေတဲ့ဒီပုံတစ်ခုပေါ့နော်ဘုံလူတွေထဲမှာမှာနောက်တစ်ချက်က မဟာဘုရား6ကျွင်းဘုဒ္ဓရာဇာဘွားပေါ့နော်6ကျွင်းရာဇာဘွားဘုဒ္ဓရဲ့နေတာတိနာတက်ရောက်မှာညခိုက်ကျုံတွေ့တယ်အဲ့လိုညခိုက်ကျုံတွေ့ပြီဆိုရင်ကြာဘူး2ပွင့်တစ္ဆပန်6ပွင့်ဘုရားမှာကတ်လို့ပူသွားမယ်ငရေုံဘုရားမှာထင်ကြခဲဆက်တခဲကိုဆက်ကူဆက်ကူကတော်ထဲမှာထည့်ပြီးကတ်လို့ပူသွားမှာဖြစ်ပါတယ်အမွေနဲ့သာရှင်နဲ့တင်းနာတော့မှရှိတယ်ဘုရားဆင်းလို့တော့လေဘုရားဆင်းလို့တော့တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မှဆိုရင် အញ្ញံခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်